ကျမ်းပါရမှုကြပါစားခင်ဗျာ2025ခုနှစ်ဧပြီလ29ရက်နေ့ညကင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယံပါဒေါ်လာညချမ်းပါလို့ဒေါ်လာပြည်သူအပေါင်းကိုနှုတ်ခွန်းဆက်တာပါခင်ဗျာဒီကနေ့ညရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်ကြေညာပေးပါရမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာစစ်ရှုံးကောင်စီရဲ့ထိန်းချုပ်မှုမရှိတော့ဘဲ AA ရဲ့လက်အောက်ကိုကြောက်ရောက်သွားပြီးဖြစ်တဲ့အတွက် AA နဲ့မဆက်ဆံဘဲနေမရတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံခြားရေးအကြံပေးကပြောဆိုလိုက်ပါတယ်ခင်ဗျာရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာအကြမ်းမဆရှုံးအောင်စီရဲ့ထိန်းချုပ်မှုမရှိတော့ဘဲအေအေလက်အောက်ကိုကြောက်ရွံ့သွားပြီဖြစ်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကအေအေနဲ့မဆက်ဆံပဲနေလို့မရတော့ကြောင်းဘင်္ဂလားဒေ့ရှ်စိုးရရဲ့နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်ကပြောဆိုလိုက်တာဖြစ်ပါတယ်ခင်ဗျာဧပြီ29ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကမြို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ သူကအခုလိုမျိုးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်ဒါကြောင့် ကျွန်တော်တို့အနေနဲ့လိုအပ်သလောက်ဆက်ဆံရေးကိုလှုပ်ဆောင်သွားရပါလိမ့်မယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးချန်ပီကပြောပါတယ်ခင်ဗျာဒါပြင်ရခိုင်ပြည်နယ်ကစစ်ဘေးသင့်ပြည်သူတွေအတွက်မြန်မာနိုင်ငံရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လူသားချင်းစာနာထောက်ထားမှုဇင်းညံတိစောက်ဖို့ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကသဘောတူညီခဲ့တယ်လို့လည်းသူကပြောပါတယ်ခင်ဗျာကုလသမဂ္ဂကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကိုဖျက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဇင်းညံတစ်ခုဖန်တီးလိုပါတယ်အသွင်ကူးပြောင်းရေးကာလအစိုးရကလည်းအချင်းနေရင်အရဒါကူမူအရသဘောတူထားပါတယ်လို့နိုင်ငံသားကြီးအကြံပေးပို့ကပြောပါတယ်ခင်ဗျာဒါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့မှာအချင်းနေတချို့တော့ရှိတယ်အသေးစိတ်တော့ကျွန်တော်တို့မပြောပါဘူးအချင်းနေပြင်မိခဲ့ရင်တော့ကျွန်တော်တို့တရားပေါက်ကူညီမှာပါလို့သူကပြောကြပါတယ်ခင်ဗျာမြန်မာနိုင်ငံကပြိပက္ခဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဂျိုးစီဝါနဲ့ တိုက်ရိုက်ချိတ်ဆက်နေကြောင်းမြန်မာနိုင်ငံရဲ့ဒုက္ခသည်များပြားကဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်ခိုးလုံနေပြီးသူတို့ကိုမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်လိုကြောင်းဒါကြောင့်ဒုက္ခသည်တွေအင်ပြန်နိုင်ရေးဘင်္ဂလားဒေ့ရှ်အနေနဲ့လိုအပ်တဲ့လုံဆောင်ချက်တွေကိုလုံဆောင်သွားမှာဖြစ်ကြောင်းသူကဆက်လက်ပြောဆိုပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီသတင်းကိုကြည့်မယ်ဆိုရင်ရခိုင်ပြည်နယ်ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာတော်လိုင်းအင်အားစုဖြစ်တဲ့ AA ကမြို့ရဲ့60ရာခိုင်နှုန်းလောက်ကို သိမ်းယူထားနိုင်တဲ့အခါမှာကျွန်တော်တို့စစ်ပွဲတွေမှာဆိုယူစကားရှိတဲ့အတိုင်းနေမြေပိုင်မှစစ်နိုင်တယ်ဆိုတဲ့အတိုင်းအေအေကအကြမ်းဆစ်ရှုံးကောင်စီရဲ့တပ်ဖွဲ့တွေကိုတိုက်ထုတ်ပြီးနေမြေပိုင်ဆိုင်တဲ့အခါအခုစစ်နိုင်သွားပါပြီအဲ့တော့စစ်ပွဲနိုင်တဲ့အခါမှာအိန္ဒိယနိုင်ငံတွေကလည်းကုလူဆက်ဆံမှု မပြုတ်လို့လို့မရတော့ဘူးဆိုတဲ့အခြေအနေသူတို့ကိုယ်တိုင်ကထုတ်ဖော်ပြောဆိုလာရတဲ့အထိဖြစ်လာပါတယ်အေအေအတွက်တကယ်ကိုဂုံယူဝမ်းသာစရာကောင်းတဲ့အနေထားတည်းရဖြစ်ပါတယ် ဒါဟာကျွန်တော်တို့နမူနာယူစရာတိုင်းနယ်ပြည်နယ်အသီးသီးတွေကတော်လိုင်းရင်အားစုအသီးသီးတွေကနမူနာယူစရာ ကောင်းတဲ့အခြေခံအချက်လက်ပါအဲ့တော့ဝမ်းသာစရာသတင်းကောင်းပါအဲ့တော့နောက်ထပ်ပါသတင်းတွေများထုမလဲကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရှုအောင်ပါခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရေစကြိုမြွနယ်ဗလဘရွာကိုရွာလုံးကျွမီးရှို့ဖျက်ဆီးခဲ့တဲ့ဆက်ရှုံးကောင်စီစစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်ဂျားဖြတ်တိုက်ခိုက်မှုမှာတော့ စစ်ရှုံးကောင်စီတပ်သား20ကျော်တိဆုံးသွားတယ်လို့သိရပါတယ်။မကွေးတိုင်းရင်းစကြိုမြို့နယ်ဗလဘရွာကိုရအောင်ကျုံမီရှုဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်ကြားပြတ်တိုက်ခိုက်ခဲ့ရမှာစစ်ရှုံးကောင်စီတပ်သား20ကျော်တိဆုံးခဲ့ကြောင်းရည်စကြိုတပ်ပေါင်းစုသတင်းပညာရေးတာဝန်ခံဇက်ပီကေကပြောပါတယ်ခင်ဗျာ။အင်းအား250ကျော်နဲ့ရည်စကြိုမြို့နယ်ကျူရွာကျေးရွာဘက်ကိုမနက်၄နာရီချိန်ကစတင်ပြီးစစ်ကြောင်းတို့ဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။ ရည်စကြိုတပ်ပေါင်းစုကရဲဘော်တွေနဲ့မိနစ်20လောက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။အဲဒီနောက်မှာတော့ဂျမ်ဘတ်စစ်ရုံးကောင်စီစစ်ကြောင်းဟာကျူရွာကျေးရွာအတွင်းကိုပြန်လဲကျေးရွာအတွင်းကနေပြန်လဲထွက်ပြေးသွားပြီးမွန်လွယ်7နှစ်ခွဲအချိန်လောက်မှာဒုတိယကြိမ်ကျေးရွာအတွင်းကနေထပ်မံထွက်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားပြီးတော့ကျူရွာကျေးရွာဘက်ကိုထပ်မံထွက်ပြေးသွားတယ်လို့သိရပါတယ်။ဧပြီလ21ရက်နေ့မှာကျူရွာကျေးရွာအတွင်းရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကြောင်းကောင်စီစစ်ကြောင်းဟာဗလဘကျေးရွာဘက်ကိုအင်အားအလုံးရင်းနဲ့ထပ်မံထိုးစစ်ဆင်လာတာကြောင့် ရေစကြိုတပ်ပေါင်းစုကဥဆောင်ပြီးမဟာမိတ်ညီနောင်တပ်ဖွဲ့တွေနဲ့နှစ်နာရီကြာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဲ့တိုက်ပွဲတွေမှာချမ်းဘက်စစ်ရှုံးကောင်စီတပ်သား20ကျော်တေဆုံးပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာတေဆုံးသွားတဲ့ချမ်းဘက်စစ်ရှုံးကောင်စီတပ်သားမသားအလောင်းတွေကိုပခုတ်ကူဘက်ကသုံးပြီးနဲ့ပြန်ပြီးတော့ခိုးပြီးတော့တည်သွားကြောင်းသိရှိရပါတယ်။တိုက်ပွဲတွေမှာခွေးတွေကအင်အားအလုံးရင်းနဲ့မြေပြင်ရောဝင်ဟင်ရောပါထိုးစစ်ဆင် ိုက်ခိုက်လို့ကျွန်တော်တို့ဒေါ်လာရေးဘော်တွေစုတ်ခွာပေးလိုက်ရတာပါလို့ရင်းကြိုတက်ပေါင်းစုသတင်းပညာရေးတာဝန်ခံဇက်ပီကီကပြောပါတယ်ခင်ဗျာအခုမြင်တွေ့ရတဲ့ပုံတွေကတော့ကျွန်တော်တို့ခွေးတရီတွေပါခွေးတရီဒီမှာ၄တယ်ဒီမှာ၃တယ်ကျန်တဲ့အထည်တွေအများကြီးရှိပါသေးတယ်ကျွန်တော်ပုံတွေအများကြီးပြလို့ရှိရင် restrict ထိမှာဆိုလို့ကျွန်တော်မထည့်တော့တာပါဒီမှာခွေးတရီနဲ့ခွေးကောင်းစွတ်တွေအပုံပင်လိုက်ပါပဲအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ိုင်ငံတကာအကူအညီတွေကိုဆက်ရှုံးကောင်စီကနေပြည်တော်မှာဖြစ်တယ်လို့ထိမ့်သိမ့်ထားတယ်လို့ NUG ကပြောလာတဲ့သတင်းကိုတင်ဆက်ချင်ပါတယ်။ဆက်ရှုံးကောင်စီကငလင်ဘေးသင့်ပြည်သူတွေကိုကူညီဖို့ပြက်ကွက်နေတဲ့အပြင်နိုင်ငံတကာဖွဲ့စည်းတွေကပေးအပ်တဲ့ကူညီကယ်ဆယ်ရေးပစ္စည်းတွေကိုပြည်သူတွေထံကိုဖြန့်ဝေတာမပြုလုပ်ဘဲနဲ့နေပြည်တော်မှာပဲဖြစ်တယ်လို့ထိမ့်သိမ့်ထားတာကိုတွေ့မြင်နေရကြောင်းမြန်မာညွေဆိုရ NUG ပြောရေးဆိုခွင့်ရဦးကျော်စောကပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာပြောကြားခဲ့တာဖြစ်ပါတယ်။ ။မလင်းမေးတင်ပြည်သူတွေအတွက်နိုင်ငံတကာအဖွဲ့အစည်းတွေကပေးအပ်တဲ့ပစ္စည်းကိုလိုအပ်နေတဲ့ပြည်သူတွေထံကိုဖျက်ဝေတာမလုပ်ဖက်နဲ့နေပြည်တော်မှာဖြစ်တယ်လို့ထိမ့်သိမ်းထားတာကိုဓာတ်ပုံမှတ်တမ်းအရတွေ့မြင်ရကြောင်းစစ်ရှုံးပေါက်စီအားလူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့ပြည်ပအဖွဲ့အစည်းတွေနဲ့ပြည်တွင်းအဖွဲ့အစည်းတွေကိုလည်းအနောက်ရှက်ပေးကာအကူအညီတွေကိုတားဆီးပိတ်ပင်နေကြောင်းသူကပြောပါတယ်ခင်ဗျာအာဆီယံအေရှေစင်တာကပေးတဲ့ပစ္စည်းတွေကိုမိုးရဲလေထဲမှာပြစ်ထားတာတွေလူလူတွေစီမရောက်ဖဲနဲ့နေပြည်တော်မှာပဲဖြစ်တယ်လို့ထားတာမျိုးတွေတွေ့နေရတယ် မန္တလေးမှာဆင်းရဲသားပြည်သူတွေကိုဘာမှအကူအညီမပေးလို့အမိုးကမရှိနေထိုင်ဒုက္ခရောက်နေတဲ့ပုံတွေဟာလည်းတက်တဲ့တစ်ခုဖြစ်ပါတယ်။ကိုဂျိုးရှာရောင်းစားမှုတွေကြောင့်အကူအညီပစ္စည်းအစားအသောက်တချို့ဈေးကွက်ထဲကိုရောက်ရှိလာတာတွေ့နေရပါတယ်လို့ဦးကျော်စောကပြောပါတယ်ခင်ဗျာ။ဒါပြင်နိုင်ငံတကာဒေသတွေနဲ့အင်းဒီချင်းနိုင်ငံတွေအနေနဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီရဲ့သဘောပေးအနေရကအမျက်ထုတ်မှုတွေကိုသတိထားပြီးတော့စောင့်ကြည့်ဖို့လည်းတိုက်တွန်းပါတယ်။အင်အားပြင်းကလေးအကြောင်းဒုက္ခရောက်ကြရတဲ့မြန်မာနိုင်ငံကပြည်သူတွေတန်းပေါင်းများစွာကိုအကူအညီပေးဖို့အချိန်မဆိုင်ပဲ ချက်ချင်းရောက်လာပြီးကယ်တရေးလုပ်ငန်းတွေအစအကူအညီပေးကြတဲ့အင်ဂျင်နီယာနိုင်ငံတွေအာဆီယံအဖွဲ့နိုင်ငံတွေနဲ့ UN အဖွဲ့အစည်းတွေ US UK EU ကနေဒါအော်စတြေးလျအစရှိတဲ့နိုင်ငံတွေကိုကျေးဇူးတင်ရှိကြောင်းလဲထည့်သွင်းပြောဆိုပါတယ်။ငလီဘေးကြုံနေရတဲ့ကာလမှာဆစ်ရှုံးကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြောင်းတော့လူပေါင်း240ဦးသေဆုံးခဲ့တယ်လို့ NUG ကဧပြီလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်တို့ ငလျင်ဘေးဒုက္ခကြုံပြီးတဲ့အချိန်မှာခုနကကျွန်တော်တို့တွေ့ရတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအိန္ဒိယနိုင်ငံတွေ US EU ကနေဒါအော်စတြေးလျအစရှိတဲ့နိုင်ငံတွေကလေရင်ကြီးလေငန်းငယ်လေရင်ကြီးလေရင်ငယ်ဂုံတင်ကားတင်းမောအစုံတကယ့်ကိုပစ္စည်းပေါင်းများများစွာကိုလုံလောက်အောင်လာရောက်ကူညီခဲ့ပါတယ်ဒါပေမဲ့ပြည်သူတွေကတော့မိုးတဲ့လေတဲ့စားစရာမဲ့တောက်စရာမဲ့ဒုက္ခကိုကြံ့ကြံ့ခံရင်ဆိုင်နေရသေးပါပြဿနာကဘာလဲဆိုရင် အကူအညီပစ္စည်းတွေအပြည့်အဝရရှိထားပေမဲ့စီမံခန့်ခွဲတဲ့သူတွေအခုတိုင်းပြည်ကိုပလင်ပေါ်ကိုကိုနဲ့မဆိုင်တဲ့နေရာကိုအတင်းအဓမ္မတနက်ပြချင်းချောက်ပြီးတော့ယူထားတဲ့အစိုးရဆိုတဲ့သူကိုယ်သူအစိုးရဆိုတဲ့စစ်အုပ်စုကအဲ့ဒီသူတွေရဲ့စီမံခန့်ခွဲမှုညံဖင်းမှုစီမံခန့်ခွဲမှု မတက်မှုတွေကြောင့်ပစ္စည်းတွေကဒီတိုင်းမိုးရေထဲမှာဖြစ်တယ်လို့ပုံထားတယ်ပြည်သူတွေကတော့တစ်ဖက်မှာငတ်ပြီးတော့မိုးရေထဲမှာနေစရာမရှိစားစရာမရှိ ုက္ခခံနေရတယ်။ဒါဟာအစိုးရတရက်ရဲ့လူမှုအပေါ်မှာကောင်းကောင်းမွန်မွန်တည်တည်ချာချာစီမံခန့်ခွဲနိုင်မှု ရှိသလားမရှိဘူးလားဆိုတာကိုကျွန်တော်တို့ဒီချက်လက်တွေကိုကြည့်လို့ရှိရင်သိနိုင်ပါတယ်။အဲ့တော့နိုင်ငံတကာအနေနဲ့လည်းစောင့်ကြည့်ပြီးတော့ NGO ကထုတ်ပြန်ထားသလိုမျိုးပြည်သူတွေလက်ထက်ကိုတကယ်ရောက်ဖို့အတွက်ဆိုရင်ဘယ်သူတွေနဲ့ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာအသေးချာပြန်လည်စဉ်းစားဖို့လိုပါပြီ။အဲ့တော့ဒီကနေ့ညရဲ့နောက်ထပ်ထူးခြားတဲ့သတင်းကြောင်းရတွေကျွန်တော်တို့ဆက်ပြီးတော့တွေ့အောင်ပါ။ ဲ့တော့နေ့စဉ်နဲ့အမျှအကြမ်းဖက်ဆစ်ရှုံးကောင်စီစစ်အုပ်စုကလုပ်နေတဲ့လုပ်ရက်တစ်ခုကိုဆက်ပြီးတော့ပြောပြကြပါမယ်။ဒါကတော့စကိုင်းမြို့နယ်မြောက်ချမ်းမှာရှိတဲ့ကျေးရွာနှစ်ရွာကိုဆစ်ရှုံးကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းမှာစကိုင်းတိုင်းစကိုင်းမြို့နယ်မြောက်ချမ်းမှာရှိတဲ့ကျေးရွာနှစ်ရွာကိုအကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ Weather Information Network တာဝန်ရှိသူကပြောပါတယ်။ဒီကနေ့ဧပြီ29ရက်နေ့မွန်းတဲ့7:40မိနစ်ချိန်စကိုင်းမြို့နယ်မြောက်ချမ်းမှာရှိတဲ့ လင်းရင်ရွာတစ်ကိုတကြိမ်မွန်တဲ့၁၂နာရီ၅၂မိနစ်အချိန်မှာသခိုင်းမြို့နယ်မြောက်ချမ်းမှာရှိတဲ့ကန်ကြီးရွာဘက်ကိုတကြိမ် Jet Fighter တစ်စီးနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲ့လိုဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေတေဆုံးမှုတွေကိုတော့အသေးစိတ်မသိရသေးပါဘူးခင်ဗျာပြည်သူတွေဘေးအန္တရာယ်ကင်းပါစေလို့ပဲဆုမကောင်းတောင်းပါတယ်ပထမချတာကလင်းရင်ရွာတစ်ဘက်ကိုတည်ရတယ် ဒုတိယကကန်ကြီးကုန်းဘက်လို့သိရပါတယ်အထူးကိမသိရသေးပါဘူးလို့ဒီ wallet information network တာဝန်ရှိသူကအခြေအနေကိုရှင်းပြပါတယ်အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကစကိုင်းမြို့နယ်မှာစစ်ကြောင်းတွေခွဲပြီးထိုးစစ်ဆင်နေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းစကိုင်းမြို့နယ်အတွင်းမှာစစ်ရှုံးကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမှုကြောင့်ပြည်သူထောင်ချီစစ်ဘေးတိမ်းရှောင်နေရကြောင်းတော်လိုင်းရေးသတင်းမြစ်တွေကပြောပါတယ်ခင်ဗျာ ရံပတ်စစ်ရှုံးကောင်စီတက်ရဲ့နေ့စဉ်နဲ့အမျှပြည်သူကိုတပ်ဖြတ်နေတဲ့လုံရက်တွေတဲကလေချောင်းတိုက်ခိုက်မှုပါအဲ့တော့နေ့စဉ်သတင်းတွေကိုပြည်သူတွေသတိထားကြည့်မယ်ဆိုရင်အကြမ်းဖက်စစ်ရှုံးကောင်စီတက်ဟာပြည်သူကိုမတက်ဖြတ်တဲ့ရက်ကယ်လို့မတက်ဖြတ်တဲ့နေ့ရယ်လို့မရှိသလောက်ပါပဲအဲ့တော့နောက်ထပ်ထူးခြားတဲ့သတင်းကြောင်းရအောင်ကျွန်တော်တို့ဆက်ပြီးတော့သွားအောင်ပါမိုးကြီးပြီးတော့မဲဆိုင်ချောင်းရေရှမ်းတဲ့အတွက်တာချီလေးရက်ွက်တချို့ရေကြီးနေတယ်လို့သိရပါတယ်ရှမ်းပြည်နယ်ရှေးပိုင်းတိုင်းနဲ့ မြန်မာပြည်နယ်ဇက်ဒေသတွေမှာဒီကနေ့ဧပြီ29ရက်မနက်သောပိုင်းကမိုးကောင်းပြီးတဲ့နောက်မဲဆိုင်ချောင်းရေရှမ်းပြီးတော့တာချီလေးမြို့ပေါ်ရက်ကွက်ချို့မှာရေကြီးရေရှမ်းမှုတွေဖြစ်နေတယ်လို့သိရပါတယ်။မိုးက3ရက်ရှိပြီးရွာတာဒီမနက်လဲမိုးကောင်းတယ်။မိုးရွာပြီးဆိုမဲဆိုင်ချောင်းရေကရှမ်းတယ်။ချောင်းရေရှမ်းတိုင်းတာချီလေးမြို့ဒုက္ခရောက်တယ်လို့မြို့ကတူကပြောပါတယ်။မိုးလဲနှစ်နာရီခန့်အထိရရှိထားတဲ့သတင်းတွေအရပုံးထွန်ရက်ကွက်အတွင်းမှာရေဝင်ရောက်မှုအများဆုံးဖြစ်ပြီးအခြားရက်ကွက်တွေတဲကိုလည်းဆက်လက် စီဝင်နေကြောင်းဒေသခံတဦးကပြောပါတယ်ပုံထုံရက်ကွက်ဟာမဲဆိုင်ချောင်းပေးမှတရှိပါတယ်ရှမ်းပြည်နယ်ရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေနေပြည်တော်မန္တလေးပဲကိုဒီနေ့တိုင်းတိုင်းကရင်ပြည်နယ်နဲ့ဂရင်းနီပြည်နယ်တို့မှာယခုရက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ကြောင်းမြသားညိုရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နေဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအဲ့ဒီဝန်ကြီးဌာနကသတိပေးထားပါတယ်ဒါအပြင်နေအပူချိန်တွေတိုးလာတာကြောင့်မွန်လွယ်ညနေပိုင်းချိန်တွေမှာလေပြင်းတိုက်ခတ်တာမိုးတိမ်တောင်တွေဖြစ်ပေါ်တာနေရာကွက်ပြီးတော့မိုးကြီးတာ မိုးသီးကြွေတာတွေလက်စည်းလက်တာနဲ့မိုးကြိုးပစ်တဲ့အန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်ခင်ဗျာပြီးခဲ့တဲ့2024ခုနှစ်မိုးရသည်ကရာဂီမွန်တိုင်းအချိန်ကြောင့်ရှမ်းပြည်နယ်ရှေ့ပိုင်းမှာမိုးကြီးတဲ့အချိန်တချီလိုက်မိုင်းဆန်းမြွနယ်တွေမှာစိုးဝတဲ့ရေဘေးကြုံတွေ့ခဲ့ရပြီးလူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်ခင်ဗျာအဲ့တော့မနေ့ကလည်းရေကြီးမှု2ကြော့3ကြော့ပြန်ပြီးတော့တဘာဝဘေးအန္တရာယ်ဆိုးကြီးကိုကြုံတွေ့ရတယ်ဒီနေ့မှလည်းတကယ်ကိုခေဆက်ဆက်တမိုင်းတစ်လျှောက်မှာ ကြီးဝါဆိုးမကြီးမဆိုးဝါတဲ့ငလင်ဘေးကြီးကိုပြည်သူလူထုခံရတယ်။ဒိုင်းပြည်ကတော့အဲ့လိုမျိုးစစ်ဘေးဒုက္ခအပြင်ပလင်ဘော်ကိုခွေးတက်တဲ့အခါမှာဒိုင်းပြည်ကိုအုပ်ချုပ်တဲ့သူတွေရဲ့ကိုကျင့်သိက္ခာတီလာတွေပျက်စီးတဲ့အခါမှာသဘောဘေးအန္တရာယ်တွေကိုပြည်သူတွေယဉ်နေအမြ်ခံစားနေကြရတာပါဇက်တိုက်ဇက်တိုက်ဆိုလိုခံစားနေရတာပါဒီနေ့မိုးရွှဲမှာလည်းဒုက္ခတွေဘေးဒုက္ခတွေရည်ကြီးမှုတွေမရှိဖို့အတွက်စုတောင်းယုံမှာတပါအချားမရှိပါအချမ်းဘက်စစ်ရှုံးကောင်စီမှာတော့ ပြည်သူတွေအတွက်ဆိုပြီးအရတားဆိုရလက်ထက်ကလို့ကြိုတင်ပြင်ဆင်ထားတာဘေးရန်ရေးဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုကြိုတင်စီမံခန့်ခွဲပြင်ဆင်ထားတာမျိုးတော့လုံးဝမျှော်လင့်စရာမရှိပါဘူးအဲ့တော့ဒီတိုင်းအန်ရီမပြီးတဲ့ဒီတိုင်းကိုရွက်ကိုရက်ကိုရွာကိုဒေတာမှာငငယ်လေးနေတဲ့ပြည်သူကိုတော့ဘုံသီးနဲ့ချပြီးတော့တက်ဖြတ်နေတဲ့စစ်ရှုံးကောင်စီစီကနေတော့ကျွန်တော်တို့ဘာမှမျှော်လင့်စရာများများဆဆမရှိပါဘူးအဲ့ဒီအတွက်ကြောင့် တဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လာရင်တော့အားလုံးစုတောင်းယုံမှတဘာအချာမရှိပါဘူးဖြစ်လာရင်လဲကျွန်တော်တို့ကုညီနိုင်တာကျွန်တော်တို့ပြည်သူချင်းချင်းကျွန်တော်တို့တော်လန်အစိုးရရဲ့လက်အောက်မှာရှိတဲ့အဲတော်လန်ရေးနေမြေတွေထဲမှာဆိုရင်တော့တော်လန်ရေးပြည်သူတွေတော်လန်ရဲဘော်တွေကကုညီပါလိမ့်မယ်ဒါပေမဲ့အချမ်းမဲ့ဆစ်ရှုံးကောင်စီလက်အောက်မှာဆိုရင်တော့နိုင်ငံတကာကအကူအညီပေးတဲ့လုံလောက်အောင်ကုညီထားသည့်တိုင်အောင်တော့စီမံခန့်ခွဲမှုမလုပ်နိုင်တဲ့အခါကျတော့နေပြည်တော်မှာအခုလိုကုညီကယ်ဆယ်ရေးငလင်ပေးဆိုင်ရာ လူထုအတွက်ကူညီကယ်ဆယ်ရေးပစ္စည်းတွေကိုမိုးရေရေထဲမှာအပုံလိုက်အပင်လိုက်ဒီတိုင်းဖြစ်တယ်လို့ပြစ်ထားတာကိုတွေ့ရတာကိုကျွန်တော်တို့တကယ်ကိုစိတ်မကောင်းစွာတွေ့ရပါတယ်တကယ်ဆိုရင်ပြည်သူလူထုစီကိုအဲ့ဒီပစ္စည်းတွေအပြည့်အစုံရောက်ပြီးတော့ပြည်သူလူထုကဒုက္ခအနေရားတဲ့ကနေပြီးတော့အဲဒါနည်းနည်းတက်တာသိမယ်အနေထားပါအခုတော့အကြမ်းမဲ့ဆက်ရှုံးကောင်စီလက်အောက်မှာစီမံခန့်ခွဲမှုရဲ့လက်အောက်မှာရှိနေရတဲ့အခါမှာမလို့တာမလို့တာနဲ့ဘယ်လိုမှဆူတောင်းလို့မပြည့်နိုင်တဲ့အခြေအနေဖြစ်နေရပါတယ်အဲ့တော့ ဒီကနေ့ညရထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကနေစုစည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ channel မှာနေ့စဉ်နဲ့မျှလာရအောင်ကြည့်ရှုကြတဲ့ comment တွေရေးသားကြတဲ့မိဘပြည်သူတော်လန်ကြီးကိုမောင်နှမတအူးချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ် channel မှာစစ်ဘောမာတွေလာရောက်ပြီးတော့ပောက်ကြရတွေဆဲတာဆိုတာတွေပဲရေးတတ်တဲ့သူတွေအတွက်လည်းများများဟောင်းပေးပါဆိုတဲ့စကလုံးနဲ့ပဲတုံ့နှုံပြီးတော့ပြောချင်ပါတယ်။အဲ့တော့ပြည်သူအားလုံးတော်လန်ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီး ဆရာနာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းတွေနဲ့အတူကျွန်တော်တို့နောက်ရက်နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ